ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘောမချန်ကနေကြိုဆိုပါရစေ Chelsea ရဲ့နီးပြားဖြစ်တဲ့ Enzo Maresca ကတော့တိုက်စစ်မှုဖြစ်တဲ့ Liam Delap နဲ့ပတ်သက်ပြီးတော့တော်တော်ကိုဒေါသထွက်နေပုံကျွန်တော်ရတယ်အဲတရင်းသာရှင်းလင်းပွဲမှာဆိုလို့ရှိရင်ဒါကိုသူအတီလင်းကျွန်တော်ပြောခဲ့တာတွေရှိတယ်ပေါ့နော် Delap ကညကကျွန်တော်ရှင်းမင်းကစားပြီးတော့အနိုင်ရခဲ့ပါတယ်ဆိုတဲ့ Overhander နဲ့ပွဲမှာပေါ့နော်နှစ်ဝါတနီနဲ့သူထုတ်ပေးခံရတယ်ပေါ့အဲအဲ့ဒီနှစ်ဝါတနီထုတ်ပေးခံရရတဲ့ဆိုတဲ့ချီနီကလည်း7မိနစ်9မိနစ်အတောအတွင်းမှာဖြစ်ပြသွားတာနှစ်ဝါစလုံးက ဒီတော့မာရက်စကာနီနဲ့ဒီကစားမဖြစ်သူရဲ့အမူအရာတွေနဲ့ပတ်သက်လို့ဗောနော်နမောနမဲနိုင်မီနဲ့ပတ်သက်လို့တော်တော်ကိုဒေါ်လာထွက်နေပါတယ်ဆိုတော့အဲ့ဒီလိုမျိုးနှစ်ဝါတနီထိခဲ့တဲ့အတွက် D lab ကလာမဲ့ weekend မှာရှင်မင်းကစားမဲ့စပားနဲ့ပွဲစဉ်ကိုလွဲချော်မှာပါဆိုတော့ D lab အနေနဲ့ကျွန်တော် injury ပြဿနာပေါင်ကျွမ်းသားနေရ injury ပြဿနာကြုံလို့ပြန်ပြီးတော့ကောင်းလာတဲ့အချိန်နီးပြားကသူ့ကိုတကယ်ကစား권ပေးတဲ့အချိန်မှာနဝတနီနဲ့ထိပြီးတော့ထုတ်ပေးခံခဲ့ရတယ်လို့အရေးကြီးပါတယ်ဆိုတဲ့ပြိုင်ဆိုင်မှုပြင်းထန်နိုင်ခက်ခဲနိုင်တဲ့ စပားလိုအသင်းမျိုးနဲ့တွေ့တဲ့အခါမှာသူတို့တွေဒီကစားမဖြစ်သူကိုတုံးလို့ရတာမှမဟုတ်ဘူးသူတို့ပြင်ဂျူအိုပက်ထရိုရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝအသုံးချနိုင်ဖို့ဆိုရင်တိုက်စစ်မှုတယောက်ထားပြီးတော့နံပါတ်10ရူမှာဂျူအိုပက်ထရိုကိုထားတာမျိုးတွေလုံမရမှာဒါပေမဲ့တိုက်စစ်မှုစစ်စစ်မပါဘဲနဲ့ဂျူအိုပက်ထရိုကိုကြော်ပြီးတော့တခြားကစားမတွေကိုလည်းတုံးရင်ဂျာနုံးပြည်ကျွန်တော်တို့အနေနဲ့ခြေသွမ်းကောင်းကရမှာမဟုတ်ဘူးဆိုတော့တိုက်စစ်မှုကိုမာရက်စကာကလိုးနေတာဒီလိုအခြေအနေမျိုးစပားနဲ့ပွဲမျိုးတွေ့ရမယ့်အနေအထားမျိုးမှာနှစ်ဝါတနီကြောင့် ဒီ dlab ကပေါ့နော်လွဲချော်ရမယ်ဆိုတော့နီးပြဖြစ်သူအတွက်ပွဲကို manage ရတာတော်တော်ကိုစိတ်ပြက်စရာဖြစ်သွားမှာပါဆိုတော့ mariska ကကျတို့ဘာပြောထားလဲဆိုတော့ပေါ့နော်ဒီလိုမျိုးအနီးကထိရယ်ဆိုတာမျိုးကတော်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 ရှက်စရာကောင်းနေပေါ့အထူးသဖြင့်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ chelsea ဟာအနီးကတွေတောက်လျှောက်ဆိုလိုဇက်တိုက်ထိထားတာပေါ့နော်အခုထိလည်းကျွန်တော်တိုင်မှုတွေမီနီယာတုံးဆိုတာမျိုးကတော့ပေါ့နော်တော်တော်ကိုရှက်စရာကောင်းနေအထူးသဖြင့်ဒီလိုပွဲမျိုးဒီလိုအခြေအနေမျိုး နော်7မိနစ်9မိနစ်အတောတွင်းနော်အဲ့လိုအချိန်ကြီးတောတွင်းမှာနှစ်ဝါတနီထိသွားတယ်ဆိုတဲ့အရာမျိုးကဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးပေါ့တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းနေပေါ့နော်အဒါအပြင်ကျွန်တော်ဒါဆိုလို့ရှိရင်ပေါ့ delete ကို delete ကို delete တယ်နော် delete ကိုပေါ့နော်ကျွန်တော်တို့ဒါပါတော့ဟို AACC စော်ဖို့စိတ်လျှောက်ပြီးတော့စော်ဖို့ဒီမလိုအပ်တဲ့မလိုလားအပ်တဲ့ formula တွေเนาะမလိုလားအပ်တဲ့ပြည်တယ်နေမယူဖို့သတိပေးခဲ့သလားဆိုတော့သတိပေးခဲ့တာပေါ့ဗောနော်၄၅ကာလောက်ကိုရှိတယ်တဲ့เนาะ၄၅ကာလောက်ကိုရှိတယ်เนาะသူ့အနေနဲ့စိတ်လျှောက်ပြီးတော့စော်ဖို့ AACC စော်ဖို့ သိတယ်မလားဒါပေမဲ့လည်းလို့ပေါ့နော်ဘယ်လိုပြောကစားမဖြစ်သူကသူ့အတွက်ပဲသူကစားနေတယ်ပေါ့ဒီဘေးပတ်ဝန်းကျင်မှာဘာတွေဖြစ်ပျက်နေတယ်လဲဘယ်သူတွေငါ့ကိုဘာပြောနေတယ်လဲနော်တန်နာဂူးမဆိုင်တော့ဘယ်နဲ့သူ့အတွက်သူကြီးပဲသူတီးတဲ့ကစားနေတယ်လို့မျိုးဆိုပြီးတဲ့ပုံစံမျိုးဝေဖန်သွားတယ်ဆိုတော့နီးပြစီကနေပြီးတော့ discipline အားနည်းမှုပိုင်းနဲ့ပတ်သက်လို့ဒါမျိုးဝေဖန်ခံရတာကကစားသမားတစ်ယောက်အတွက်ဒါနောက်ဆုံးလူချင်းတဲ့အရာပါပဲเนาะဒါတော့ဘယ်လိုပြောမလို့တိတ်ပြီးတော့ဗောနော်အချိန်ကြီးမကောင်းဘူးပေါ့ဗျာဒါကြတဲ့တွေးကြည့်ရရင်ဆိုတော့ Chelsea မှာက ဟိုနိပြမာရက်စကဘက်ကတွေးရရင်အရာအလုံးကပြဿနာတက်နေတာပြဿနာတက်နေတယ်ဆိုတော့ဒီလိုဝူပန်တဲ့ပွဲမှာနိုင်သွားတည်တောင်မှပဲလာမယ့်စပါးနဲ့ပွဲအတွက်သူကကြိုတင်ပြင်ဆင်ရတာဒါမျိုးတွေကသူအားကိုးရပါမယ်အားကိုးရနိုင်တယ်ဆိုတော့တိုက်စစ်မှုတယောက်ကဒီလိုနမူနမဲ့နမောနမဲ့ပြုတ်လိုက်ပြုတ်လိုက်ပြုတ်လိုက်တဲ့အရာတွေကြောင့်ပေါ့နော်ဟိုဒါမျိုးဖြစ်သွားတယ်မပါနိုင်တော့ဘူးဆိုတော့မျိုးကစိတ်ပြည့်စရာပါကျွန်တော်တို့လက်ရှိဆိုလို့ရှိရင်အကယ်လို့မြန်ဒီလက်ပါနိုင်မယ်ဆိုလို့ရှိရင်အဲနံပါတ်10ရိုးမှာ ဂျီဝါဘတ်ထူရူဘာလိုကိုထားရင်ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့စွန်းဆောင်ရည်တွေကိုအကုန်အပြည့်ဝအမြင်ရလိမ့်မယ်လို့ထင်တယ်ဗောနော်ဟိုဘတ်ထူရူကိုယ်တိုင်ကိုကလည်းနောက်ကိုဆင်းပြီးတော့ဘောလုံးလက်ခံတာမျိုးတွေအခြေဆက်လုပ်ဖို့ကြိုးပမ်းတာမျိုးတွေနော်တိုက်စစ်အေဒီယာပေါက်ဆက်ကိုအလိုက်သိဝင်ပြီးတော့ဂိုးသွင်းဖို့ကြိုးပမ်းတာမျိုးတွေကိုမြင်ရတဲ့ပလေယာမျိုးဆိုတော့စန်တာဖော်ဝဲဆစ်ဆစ်အဖြစ်သူ့ကိုထားရင်ကျွန်တော်တို့သူနောက်ဆင်လာတာနဲ့တိုက်ပိုင်းနဲ့စန်တာဖော်ဝဲနေရာကြီးကလုံးဝအကွက်ကြီးဖြစ်သွားမှာ ဒါကိုဒီလက်ဘလူကစားမမျိုးနဲ့ထားပြီးတော့နံပါတ်10ရို့မှာဂျူအောပက်ဒရိုကိုဆွဲချပေးတာမျိုးကချက်စီတွေတိုက်စစ်ပိုင်းမှာဆိုအများကြီးအဆင်ပြေနိုင်မဲ့အနေအထားမျိုးတွေဒါကြောင့်လည်းပဲစပါးတို့လိုဘာလို့လိုအပွဲမျိုးတွေကဒီလက်အတွက်ပေါ့နော်တကယ်ပါနိုင်ရင်ပါနိုင်တယ်လို့အရေးကြီးတဲ့ခြေနေမျိုးတွေကျွန်တော်ဖြစ်နေတာဆိုတော့လည်းပဲနှစ်ဝါတနည်းနဲ့ကျွန်တော်ထုတ်ပေးခံလေးရတယ်ချက်စီကဟိုဘယ်လိုပြောမလဲတော်တော်ကြီးကိုစီကံပိုင်းကအားနေပါတယ်ကစားမတွေကစီကံပိုင်းအားနေတယ်ဆိုတဲ့နေရာမျိုးတွေပါကွင်းလင်းမှာပေါ့နော်နောက်ဆက်တွဲတွေကိုဘာမှမစင်စားဘဲနဲ့ မယူသင့်တဲ့အဝါကက်တွေမယူသင့်တဲ့အနီကက်တွေဘယ်လိုပြောမလဲအရေးကြီးတာမျိုးမဟုတ်တယ်လို့ပေါ့နော် technical foul တွေပါနေပေါ့ဗျာသိတယ်မလားလောက်တာမျိုးတွေလည်းမဟုတ်ဘဲနဲ့ဒီတိုင်းကြီးသွားနေတာနမောနမဲ့ပြုတ်မှုနေတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့တော်တော်လေးစိတ်ပျက်စရာပါတော်ရအခုဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပြောလို့ပဲ Uber နဲ့နဲ့ပွဲစဉ်က delay မပါလဲပဲတကယ်တမ်းကကျွန်တော်တို့ဒါနိုင်ဖို့เนาะဖြစ်ကိုဖြစ်နေရမှာနိုင်လဲနိုင်နေတယ်ဗျလက်ရှိ Premier League မှာတပွဲမှမနိုင်ထားတဲ့အသင်းကို time ပဲဆရာအကြောင်းတော့မရှိဘူးဟုတ်တယ်မလားတိုးတိုးလေးပဲ ယတနာကကျွန်တော်အနေနဲ့စပားနဲ့ပွဲစဉ်အတွက်သူ့ကိုကျွန်တော်တို့ဒီနည်းနည်းထက်ကစားရင်းနဲ့ပွဲရဲ့ rhythm မိလာအောင်နီးပြကကျိုးပန်းကျင်တဲ့သဘောပါဒါကိုကစားမကကျွန်တော်တော်တော်လေးကိုနမောနမဲဆိုင်ရင်းနဲ့နှစ်ဝတ်လေးနေထိသွားတော့နီးပြကိုတိုင်းမှာတော်တော်လေးဒေါသထွက်တဲ့နေရာဖြစ်သွားတယ်ဝေဖန်ခံရတယ်မရက်စကာကိုတိုင်းကလည်းလေပါဦးသိန်းရဲ့ပွဲစဉ်ဒီမှာကျတော့အနီကက်တီပါတီထိကြတော့ချိုးပရိသတ်တွေကလည်းပြောတာပေါ့လေသူတောင်စိတ်မထိနိုင်တာကိုဘလို့စိတ်ထိနိုင်မလဲပါညာပေါ့တကယ်တမ်းကတော့မဆိုင်ဘူးပြန်နော်ကစားမားတွေကိုတိုင်းကတော်တော်လေးကို discipline မိုင်းဆိုင်ရာအားနည်းမှုတွေတော်တော်ကိုများနေပါတယ် ဒါကိုမာရက်စကာကိုတိုင်လည်းဟိုသူကိုတိုင်ကလည်းပဲပေါ့နော်ကျွန်တော်တို့ဒါကူညီပေးမှရမှာသူကစားမတွေကိုပြုပြင်နိုင်မှုနဲ့ပတ်သက်ပြီးတော့ကစားမတွေကိုတိုင်ကလည်းဒီလိုနမောနမဲကျွန်တော်တို့စံတဲ့လုပ်ရက်တွေကသူတို့ရှော့ချနိုင်မှာကျွန်တော်ရမှာဆိုတော့နီးပြကတော့ဒီ lab ကိုလုံးဝကိုဝေဖန်သွားတယ်ဒီ lab ကကျွန်တော်တို့ဘာတွေဆက်ဖြစ်လာမလဲကျွန်တော်တို့ press conference တွေဘာတွေမှာဘာမှကြားလိမ့်မယ်လို့တော့မထင်ပါဘူးဆိုတော့စပါးနဲ့ပွဲကိုဒီ lab လွဲတာနဲ့ပတ်သက်လို့မာရက်စကာရော်ဒီဒေါ်လာထွက်နေပါတယ်ဆိုတော့ညီကိုရောဘလူမီညလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်